င်္ဂလာပါရှင်ဒီကနေ့ရဲ့နောက်ဆုံးရထိတ်တန်းသတင်းများကိုတင်ဆက်ပေးပါမယ်ပထမအုံဆုံးတစ်ပုတ်အနည်းနဲ့ နေပြည်တော်ကိုပဟိုပြုပြီးအင်အားသုံးသက်သမခွနင်းအစဉ်ငလင်လောက်ခတ်မှုနန်းစီဒီယံဝန်ထမ်းများနဲ့ပြည်သူများထိတ်လန့်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။နေပြည်တော်ကိုပဟိုပြုပြီးဒီကနေ့မနက်ပိုင်းအင်အားသုံးသက်သမခွနင်းအစဉ်ငလင်လောက်ခတ်ခေရာနန်းစီဒီယံဝန်ထမ်းများနဲ့ပြည်သူများထိတ်လန့်ခေရာကြောင့်ဒေသခံပြည်သူများနဲ့ဝန်ထမ်းအတိုင်းဝိုင်းကပြောဆိုပါရယ်။ဒီကနေ့မနက်09:26မိနစ်ချိန်နေပြည်တော်တပ်ကုန်းမြို့ရဲ့အနောက်ဘက်19မိုင်ခန့်နေရာကိုပဟိုပြုပြီးအင်အားသုံးသက်သမခွနင်းအစဉ်ငလင်လောက်ခတ်သွားပြီးငလင်မှာတိတိတသားလောက်ခတ်တာကြောင့်ပြည်သူများလမ်းပေါ်ပြေးထွက်ရခြင်းနဲ့အစိုးရဝန်ကြီးဌာန နာရှားရီယုံတချို့မှာဝန်ထမ်းများအပြင်ကိုပြေးထွက်ရမှုတချို့ဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။ငလင်လုတာကတော်တော်လေးသိတာတော့အကုန်အပြင်ပြေးထွက်ရတာပဲလုတဲ့အချိန်နဲ့နည်းနည်းလေးကြားနေလို့ခံစားရတယ်။တိတိတသားကိုနှုတ်သွားတာလို့နေပြီးတော့တက်ကုန်းမျိုးနေမှာပြည်သူတအုပ်ကဆိုပါတယ်။ မလ28ရက်နေ့ပြင်အား9.9အဆင့်ရှိငလင်ကြီးလှုပ်ခတ်ပြီးရနောက်နောက်ဆက်တွဲငလင်ပေါင်းများစွာလှုပ်ခတ်လျက်ရှိရာဒီကနေ့မနက်လှုပ်ခတ်တဲ့ငလင်ပါဝင်နောက်ဆက်တွဲငလင်စုစုပေါင်း189ကြိမ်လှုပ်ခတ်ခဲ့ပြီးဖြစ်ကြောင်းစစ်ကောင်စီရဲ့မိုးလေဝသနဲ့ဇလားပြည်တော်ညွှန်ကြားမှုဦးစီးဌာနကတရင်ထုတ်ပြန်ထားပါရယ်နောက်ထပ်တပုတ်အနည်းနဲ့တောင်တာကစစ်ကောင်စီဝန်ထမ်းအင်အားတိုက်ခိုက်ခံရပြီးနန်းစီဒီအန်6ဦးအပါဆက်တဦးဖမ်းဆီးခံရတဲ့အကြောင်းတင်ဆက်ပေးပါမယ်မန္တလေးတိုင်းတောင်တာမြို့နယ်တောင်တာကြောက်ပေါင်းလမ်းမပေါ်ကစစ်ကောင်စီတပ်အထိုင်ခိမ့်နဲ့ဝန်ထမ်းအင်အားတိုက်ခိုက်ခံရပြီးစစ်ကောင်စီလက်အောက်ကနန်း ်စီဒီယံဝန်တန်းခြောက်အပါဆက်တန်ကိုဖမ်းဆီးရရှိခဲ့တယ်လို့ဒေသကာကွယ်ရေးဖွဲ့ရင်းနဲ့နှိစက်တဲ့သူရင်းစင်ကတင်ရပါဗျ။မေလ19ရက် မနေ့ကမနက်၈နာရီမှစစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား30ကျော်ရှိအထက်ပါစစ်စရင်ဂိတ်နဲ့အမှတ်၅ရပ်ကွက်ရှိဝန်တန်းပေါင်းစုံနေထိုင်တဲ့အင်အားကိုဒေသကာကွယ်အဖွဲ့တွေကတပြိုင်နက်တည်းဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါရယ်။စကားစတောက်တိုင်ဝန်တန်းရန်တရားချေဖြန့်ရေးဆိုတဲ့စစ်စင်ကြီးဆိုတာကိုတော့ဝန်တန်းတွေတော်တော်များများဖမ်းခဲ့တယ်။မိခိုမိသားစုတွေပါလာလို့ပြန်လွတ်ဖို့ရရှိတယ်လို့တောင်သားပြည်သူကာကွယ်အဖွဲ့နဲ့နှိစက်တဲ့သူတို့ကပြောပါရယ်။ မင်္ဂလာဦးရက်ွက်စစ်စင်ရေးခိတိုက်ခိုက်မှုမှာစစ်ကောင်စီတပ်သား3တိစုံခဲ့ပြီးဝန်ထမ်းအင်အားတိုက်ခိုက်မှုမှာစစ်ကောင်စီလက်အောက်ပညာရေးနဲ့မြေစင်းဌာနဝန်ထမ်းအမျိုးသား9ဦးနဲ့အမျိုးသမီး2ဦး၎င်းတို့ရဲ့မိသားစုဝင်အမျိုးသား3ဦးအမျိုးသမီး2ဦးစုစုပေါင်း70ဦးဖမ်းဆီးရမိခဲ့တယ်လို့ဆိုပါတယ်။ရီရွယ်တာကထွေအုပ်နဲ့လာဝကဝန်ထမ်းတွေကိုဒါပေမဲ့သူတို့မပါလာဘဲနဲ့ပညာရေးနဲ့မြေစင်းကပဲလာတာ။ပါလာတဲ့ဝန်ထမ်းတွေရဲ့ယာလူကတော့စီစစ်စဲလို့အထက်ပါကာကွယ်ရေးအဖွဲ့နဲ့နှိစက်တဲ့သူတို့ကပြောပါတယ်။ဖမ်းဆီးထားသူတွေနဲ့ဝန်ထမ်းမိသားစုဝင်တွေကိုတတ်မှတ်ကာလရောက်ရှိပါကပြန်တို့ပြီးသွားမှာဖြစ် ပြီးနန်းစီဒီအန်တွေကိုတော့သက်ဆိုင်ရာအစဉ်စဉ်တင်ပြပြီးဝန်ကြီးဌာနရဲ့ညွှန်ကြားချက်အတိုင်းဆက်လက်လှုပ်ဆောင်သွားမှာဖြစ်တယ်လို့ဆိုပါတယ်။မြင်းချံခရိုင်အစဉ်စစ်စင်ရေးဖော်ဆောင်မှုအနေနဲ့မေလ15ရက်ကစတင်ပြီးတောင်တာမြို့နယ်အတွင်းနေရာ၅ခုကမှာတိုက်ပွဲတွေဖြစ်ပွားနေပြီးတိုက်ပွဲနဲ့စစ်ရေးအခြေအနေအသေးစိတ်ကိုတော့ထုတ်ပြန်လာတာမရှိသေးပါဘူး။နောက်ထပ်တစ်ပုတ်အနေနဲ့ကော်မူကွန်းချံကုန်းနဲ့တွန်တီမှာစစ်ကောင်စီတပ်အင်အားအလုံးရင်းနဲ့လူလိုက်ဖမ်းနေတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ရန်ကုန်တောင်ပိုင်းခရိုင်ကော်မူကွန်းချံကုန်းနဲ့တွန်တီမြို့နယ်တို့မှာစစ်ကောင်စီတပ်ကအင်အားအလုံးရင်းနဲ့လူလိုက်ဖမ်းနေကြောင်းသိရပါရ တယ်။မေလ16ရက်ကစတင်ပြီး19ရက်ထိအဲ့ဒီမြို့နယ်တွေရှိမြို့နယ်ချင်းဆက်ကုန်းလန်းရှိလန်းအဝင်ထွက်များနဲ့တော်ရီနေရာတွေကိုပိုင်းစိတ်တိုက်စစ်ဆေးဖမ်းဆီးနေရရှိရာမေလ16ရက်ညနေပိုင်းအထိလူအယောက်20ထပ်မင်းဖမ်းဆီးခံထားကြောင်းသိရပါတယ်။ စစ်ကောင်စီတပ်တွေမတင်ကသမ ्या လူကြီးလူငယ်ကြားမှအဆုံးလိုက်ဖမ်းနေတဲ့တရင်အတီကြနဲ့လိုက်ရှာဖမ်းတာတွေလည်းပါတယ်လို့ဆိုပါတယ်။မေလ16ရက်နေ့နဲ့18ရက်တို့မှာကော်မိုးမြို့နယ်လာဝတီရွာတမ်းမင်ကျောင်းရွာနဲ့ပတုတ်ရွာတို့မှာစစ်သားအများပြားစခန်းချကရွာဝင်ထွက်လမ်းများနဲ့တော်လန့်တို့ကိုပိတ်ဆို့ဆစ်ဆင်းခဲ့ပြီးနေအိမ်လူအိမ်များလည်းလိုက်လံဆစ်ဆီးပြီးလူ30ခန့်ဖမ်းဆီးခဲ့ကြောင်းသိရပါတယ်။16ရက်နေ့ကလူတချို့အဖမ်းခံရပြီးတော့အဲ့ဒီနောက်ကွင်းဆက်လိုက်ဖမ်းနေရလို့ကြားရတယ်စစ်မှုထမ်းအတွက်လိုက်ဆွဲနေတာမျိုးမဟုတ်ဘူးလို့သိရကြောင်း၎င်းကစက်ပြောပါတယ်။၎င်း င်းတို့ပြစ်မှတ်ထားတဲ့ကြေးရွာတွေမှာညာဘက်အပြင်မထွက်ရအမိန့်ထုတ်ထားကြောင်းလဲဆိုပါတယ်။မေလ19ရက်ညာဦးပိုင်းထိကြေးရွာများနဲ့တော်ရင်ဘက်ရှိပြစ်မှတ်ထားစစ်ဆေးနေပြီးမြို့ပေါ်တွေမှာအဖမ်းဆီးတရင်မကြားသည့်ကြောင်းသိရပါတယ်။ရှန်ကွန်စကော့နက်ဝက်ကရှန်ကွန်တိုင်းတွင်ထူးခြားပြစ်စင်များနဲ့စစ်ကောင်စီတရရဲ့လှုပ်ရှားမှုတွေကိုအဓိကထားဖော်ပြနေတဲ့ຫນွေဦးတော်လိုင်းစာမျက်နှာဖြစ်ပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့ရခိုင်မှာလေကြောင်းတိုက်ခိုက်မှုခက်စိတ်စိတ်ဖြစ်ပွားနေတဲ့အတွက်ဒေသခံများစိတ်ပိုင်းဆိုင်ရာထိခိုက်နေတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ရခိုင်ပြည်နယ်မှာလေကြောင်းတိုက်ခိုက်မှုခက်စိတ်စိတ်ဖြစ်ပွားနေတဲ့အတွက်ဒေသခံများအနေနဲ့ ဲ့စိတ်ပိုင်းဆိုင်ရာထိခိုက်ပြီးစိတ်မလုံခြုံမှုတွေခံစားနေရကြောင်းသိရပါတယ်။စစ်ကောင်စီကငလင်ကူညီကယ်ဆယ်ရေးနဲ့ပြန်လည်ထူထောင်ရေးလုပ်ငန်းများလုပ်ကိုင်ရန်လို့ဆိုပြီး AP နေရမှာ30ရက်ထိအရာကြီးပြစ်ခတ်တိုက်ခိုက်မှုရက်စဲကြောင်းထုတ်ပြန်ခဲ့တဲ့အပြင်မေလ6ရက်မှမေလ31ရက်ထိထပ်မံတက်တန်းတိုးတယ်လို့ထုတ်ပြန်ထားတော့လေရခိုင်ပြည်နယ်မှာနေစင်နေများနေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်လျက်ရှိပါတယ်။အဲ့ဒီလိုစစ်ကောင်စီကရခိုင်ပြည်နယ်အတွင်း၎င်းတို့လက်လွတ်ဆုံးရှုံးခဲ့ရတဲ့မြို့နယ်များကိုနေကြောင်းအတုံးပြုပြီးဘုံကျဲတိုက်ခိုက်ခြင်းကိုခက်ဆိတ်ဆိတ်ပြုလုပ်နေတဲ့အတွက်ဒေသခံတွေကအသက်ပြေးလို့ရကိုတင်းရှောင်နေရတဲ့ တဲ့အပြင်စိတ်ပိုင်းဆိုင်ရာမလုံခြုံမှုများစွာကိုခံစားနေရကြောင်းသိရပါဗျ။ အရခတက်တော်အေထိန်ချုပ်ထားတဲ့ကြောက်တော်မျိုးကိုပြီးခဲ့တဲ့မေလ14ရက်နဲ့မေလ15ရက်တို့မှာစစ်ကောင်စီကရှိရွယ်ချက်ရှိရှိပုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်အရှက်သား၈ဦးသေဆုံးခဲ့ရပါတယ်15ရက်နေ့ကမကျဲခင်ကင်းထောက်အရင်ဝဲတယ်ပြီးတော့မှလင်းရင်နဲ့ပုံလာကျဲတယ်ပုံကျဲတဲ့နေရာနဲ့ကျွန်တော်နဲ့ကအရန်နီးတယ်အခုဆိုကျွန်တော်လင်းရင်တန်ကြားရင်ကိုကြောက်နေရလို့ကြောက်တော်မျိုးကိုရောက်ရှိနေတဲ့အသက်30ရွယ်မျိုးသားတအုပ်ကဆိုပါတယ်အဲ့ဒီလိုစစ်ကောင်စီကကြောက်တော်မျိုးကိုမေလ14ရက်နဲ့မေလ15ရက်တို့မှာနေရက်ဆက်တိုင်းရှိရွယ်ချက်ရှိရှိပုံကျဲတိုက်ခိုက်နေမှုတွေကြောင့်လူသေဆုံးမှုနဲ့နေအိမ် ပျက်စီးမှုတွေလည်းရှိခဲ့ပြီးကြောက်တော်မျိုးဒေသခံအများစုမှာဘေးလွတ်ရာနေရာများကိုထွက်ပြေးတင်းရှောင်နေရကြောင်းသိရပါတယ်။မြအုံးမှာကညာတိုင်း Jet Fighter တန်တွေလည်းကြားနေရတဲ့ခီးသွားလင်းရင်ဆိုပြီးတော့လည်းထွက်မကြည့်ခင်နဲ့ကြောင်းနေရတာအခုကလင်းရင်အပြင်ကလင်းလည်းလှုပ်ထားတော့ပို့ပြီးတော့စိုးရင်ရတာပေါ့ကြီးလန့်စားစားနေရတယ်လို့ပဲလို့မြအုံးမျိုးနေမှာနေထိုင်တဲ့အသက်25နှစ်အရွယ်မျိုးသမီးတန်ဦးကဆိုပါတယ်။ဒါအပြင်ပြီးခဲ့တဲ့မေလအတွင်းတိုက်ပွဲဖြစ်ပွားခြင်းမရှိရရှိသေးတာပေါ့တော့တောင်ကုန်းမျိုးနယ်တို့မှာလည်းလက်နက်ကြီးပစ်ခတ်ခြင်း Jet Fighter နဲ့ပုံကျဲတိုက်ခိုက်မှုတွေကြောင့်ရှက်သားတိတ်ဆုံမှုတွေလည်းရှိခဲ့ပါတယ် bem <sínt'> စိတ်ကြမ်းမာရင်နည်းနဲ့ပြောရရင်အနေနဲ့ကြုံတဲ့အခါရင်ဆိုင်ရတဲ့အခါမျိုးမှာစိတ်မလုံခြုံမှုခံစားတတ်တာပုံမှန်တဘာဝပဲလို့ပြောရမယ်ဒီနေ့အန်ဒီရဲ့ပေးလာနိုင်တဲ့ကိစ္စတွေကိုကြည်ကြည်လည်လည်မဖြစ်ရှင်းသိပ်၍စိတ်မလုံခြုံမှုကိုအနေနဲ့အများပဲကြွားပြီးအားလုံးခံစားနေရမယ်ထင်တယ်လို့စီဒီအန်ပြုလုပ်ထားတဲ့စိတ်ကြမ်းမာရေးဆရာဝန်တောက်ကမှတ်ချက်ပြုပါတယ်မြို့နယ်၁၆မြို့နယ်ရှိတဲ့ရခိုင်ပြည်နယ်မှာကြောက်တော်မြောင်မင်းပြမီပုံပေါတော်အန်တန်ကုတ်ရတိတော်မောင်တော်ဘူတီအောင်ပုံနဲ့ကျော်ကွာရှမ်းပြည်နယ်တန်တွဲမြို့နယ်တို့ကိုအရခတ်တတော်အင်ကသိမ့်ပိုက်ထားပြီးကြန့်ရှိတဲ့၃မြို့နယ်ကိုဆက်လက်ထိုးစစ်ဆင်လျက်ရှိ ှိပါတယ်။ကြောက်ဖြူဒူစီဝိုင်းစုံပါဝင်တရုတ်ရှင်နဲ့တဘာဝတံငွေပိုက်လိုက်များတရှိနေတဲ့ကြောက်ဖြူစစ်တွေနဲ့မန်အောင်မြို့နယ်တို့ကိုလက်လွတ်မခံနိုင်တဲ့စစ်ကောင်စီတပ်ကယခုရက်ပိုင်းတွင်အရခတ်တပ်တော်အင်အထိန်ချုပ်ထားတဲ့မြို့နယ်များကိုလေကြောင်းအသုံးပြုပြီးရည်ရွယ်ချက်ရှိရှိပုံကျဲတိုက်ခိုက်လျက်ရှိပါတယ်။ စစ်ကောင်စီအနေနဲ့2025ခုနှစ်မတ်လ28ရက်မှာလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလင်ကြောင့် AP နဲ့မီလာတွင်ယာယီပြစ်ခတ်တိုက်ခိုက်ရစရင်လို့ထုတ်ပြန်ထားတော့လေကချင်စကိုင်းမန္တလေးပဲခူးမကွေးနယ်ရခိုင်ပြည်နယ်တို့ရှိအချက်သားပြည်သူများနေထိုင်ရာနေရာတွေကိုလက်နက်ကြီးစက်တက်လီဒီပါရာမော်တာရီနဲ့ဒရုန်းနဲ့လေယာဉ်များအသုံးပြုပြီးပုံကျဲတိုက်ခိုက်မှုတွေကိုလှုပ်ဆောင်လျက်ရှိပါတယ်။နောက်ထပ်တပုတ်အနေနဲ့နယ်စပ်စစ်ကောင်စီစကန်တခုကို KNU တန်းယုံကြောင့်ထိုင်းမီဒီယာတွေဖော်ပြတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့စစ်ကောင်စီရဲ့တပ်စခန်းတခုကိုမေလ20ရက်နေ့က KNU င်လက်နက်ကိုင်တော်လိုင်းအင်အားစုတွေကတိုင်းယူခဲ့တယ်လို့ဖော်ပြပါရယ်။ကရင်မျိုးသားဖွဲ့ချုပ်ကရင်မျိုးရဲ့လက်နက်ကိုင်စုဖွဲ့တွေဖြစ်တဲ့ကရင်မျိုးသားလူမျိုးရေးတပ်မတော် KNL နဲ့ကရင်မျိုးသားကာကွယ်ရေးဖွဲ့ KNDO တို့ကကရင်ပြည်နယ်ဖမ်းအင်ကရင်ထဲမှာရှိတဲ့ MN24 ခြေလင်းတိုင်ရင်ခလာရ24ရဲ့တပ်စခန်းကိုတိုင်းယူနိုင်ခဲ့တယ်လို့သိရပါရယ်။ အဲဒီစကန်ကထိုင်းနိုင်ငံရဲ့ထပ်ပြင်းနေတဲ့ကတာဆောင်ရန်ခရိုင်မေတန်ခရိုင်ခွင်းရဲ့အခြားနေကြာဘက်မှာရှိတာလို့ဆိုပါတယ်ညာလုံးပေါင်းအပြင်းထန်ထိုးစစ်ဆင်ခဲ့တဲ့နောက် KNU ကမေလ20ရက်နေ့မနက်ပိုင်းမှာတပ်စခန်းကိုသိမ်းယူနိုင်ခဲ့ပြီးစစ်ကောင်စီတပ်သားတွေကတော့ခြေဦးတရားထွက်ပြေးကုန်ကြတယ်လို့သိရပါတယ်ထိုင်းနေကြာဆောင်တပ်တွေကနေဆက်တရှောင်းအခြေအနေတွေကိုလေ့လာနေပြီးထွက်ပြေးလာတဲ့မြန်မာစစ်သားတွေနေဆက်ဖြတ်ကျော်ဝင်ရောက်လာသလားဆိုတာစောင့်ကြည့်နေခဲ့တယ်လို့ဆိုပါတယ် KNU ကတော့စစ်ကောင်စီတပ်သား29ယောက်လောက်ဟာတောင်ရင်မြစ်ကိုဖြတ်ပြီးထိုင်းဘက်ခြမ်းကိုထွက်ပြေးသွားခဲ့တယ်လို့ပြောပါတယ် တပ်စကန်းကိုတင်ပိုင်ယူနိုင်ချိန်မှာ rifle 24လက်ပစ္စတိုတလက်60မမမော်တာတလက်9.56မမကြီးကတ်60ပစ္စတိုကြီးတကန်80မမမော်တာတလက်ကိုကရင်တပ်ဖွဲ့တွေကတင်ဆက်ရမိခဲ့ပါတယ်တိုက်ပွဲကြောင့်ဒေသခံမြန်မာစစ်ရှောင်း142ယောက်ကလည်းထိုင်းနိုင်ငံဘက်ကိုထွက်ပြေးဝင်ရောက်ပြီးရှာယီခိုလုံနေခဲ့ကြပါတယ်အဲ့ဒီစစ်ရှောင်းတွေကိုမေတန်ခရိုင်ကွဲမှာနေထိုင်ထိုင်ခင်းနေလူသားချင်းစာနာအကူအညီတွေစီစဉ်ပြီးနေတယ်လို့ထိုင်းအာဏာရီကပြောကြားသတင်းမှဖော်ပြပါရှိပါတယ်ရှင်